ယူကရိန်းကတီထွင်ထားတဲ့ drone ယာဉ်တွေကိုယူကရိန်းနိုင်ငံကနေအများအပြားထုတ်လုပ်ပေးတော့မှာဖြစ်ပါတယ်။ Project Octopus လို့အမည်ပေးထားတဲ့ဒီနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မဲ့ drone ယာဉ်ထုတ်လုပ်ရေးအစီအစဉ်ဟာရုရှားကယူကရိန်းကို drone ယာဉ်တွေအလုံးရင်းနဲ့တိုက်ခိုက်နေတာကိုတံပြန်တိုက်ခိုက်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။ Project Octopus စီမံကိန်းကိုနှစ်နိုင်ငံပေါင်းလှုပ်ဆောင်ကြဖို့သဘောတူညီမှုရထားပြီးဖြစ်ကြောင်းကိုတော့ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ကအင်္ဂလာမှာပြုလုပ်တဲ့ DSCI UK Defence Show စစ်လက်နက်ပစ္စည်းပြပွဲမှာ UK ကာကွယ်ရေးဝန်ကြီးဂျွန်ဟီလီကသတင်းတောက်တွေကိုတရားဝင်ထုတ်ပြောခဲ့တာပါ Interceptor drone လို့ခေါ်တဲ့ဒီ drone တွေကို UK နိုင်ငံမှာထုတ်လုပ်ခြင်းအပြင်ဇင်းနှုံးတက်တာစီမှာဖြစ်တဲ့အပြင်အရေးအတွက်အပြင်လဲအများအပြားအမြန်ထုတ်လုပ်ပေးနိုင်မယ်လို့ဆိုပါတယ် UK မှာထုတ်လုပ်တဲ့အတွက်ဇင်းနှုံးတက်တာစီမယ်လို့ဆိုပေမဲ့လည်း drone တစ်ခုထုတ်လုပ်ဖို့ဘယ်လောက်ကြမယ်ဆိုတဲ့ကုန်ကျစရိတ်ကိုတော့နိုင်ငံတာဝန်ရှိသူတွေကထုတ်မပြောသေးပါဘူး Project Octopus ကထုတ်မဲ့ interceptor drone တွေဟာရုရှားတို့ကယူကရိန်းကိုတိုက်ခတ်ရမှာအဓိကအသုံးပြုနေတဲ့အီရန်ထုတ် Shahed drone ယာဉ်တွေကိုတံပြန်တိုက်ခိုက်ဖို့အတွက်အသုံးဝင်မဲ့ drone ယာဉ်တွေဖြစ်တယ်လို့ဆိုပါတယ်။အီရန်ထုတ် Shahed drone ယာဉ်တစ်ခုရဲ့တန်ဖိုးဟာဒေါ်လာ3000ကျပ်လောက်ရှိတယ်လို့ Washington DC အခြေစိုက်မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးစင်တာ CSIS ကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ Interceptor drone ရဲ့နည်းပညာကိုယူကရိန်းကတီထွင်ထားတာဖြစ်ပြီးတမယိုးကြလေကြောင်းကာကွယ်ရေးစနစ်ထက်၅ဆလောက်ကုန်ကျစရိတ်သက်သာတယ်လို့ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။ကုန်ကျစရိတ်သက်သာတဲ့ဒီ drone ယာဉ်တွေရဲ့အကူအညီနဲ့ရုရှားရဲ့လေကြောင်းအန္တရာယ်ကိုအတိုင်းအတာတစ်ခုထိအောင်မြင်စွာခုခံနိုင်နေတာကြောင့်ဒီနည်းပညာကိုအသုံးပြုပြီးတခြားဥရောပနိုင်ငံတွေကလည်းလေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ဖို့အထိစဉ်းစားလာနေကြပြီဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။